ရုရှားယူကရိန်းစစ်ဆုံးသက်ရေးဆွေးနွေးပုံကန်နိုင်ငံခြားရေးဝန်ကြီးစော်ဒီနိုင်ငံရောက်ရှင်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုဟာဒီနေ့စော်ဒီနိုင်ငံဂျက်တာမြို့ကိုရောက်သွားပြီးတမ်မရထရဖီအာဘေးတိုက်တုံးနေတဲ့ရုရှားယူကရိန်းစစ်ပွဲအဆုံးသက်ရေးဆွေးနွေးပွဲကိုတက်ရောက်ဖို့ရှိပါတယ်နိုင်ငံခြားရေးဝန်ကြီးရူဘီယိုနဲ့အတူအမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးမိုက်ဝေါ်လဲလိုက်ပါသွားပြီးယူကရိန်းအရာရှိတွေနဲ့မနေ့ပြန်မှာဆွေးနွေးကြမှာဖြစ်ပါတယ် ယူကရိန်းဘက်ကကိုယ်စားလှယ်အဖွဲ့ကယူကရိန်းတမရဆီလမ်စကီရဲ့ဝန်ထမ်းရေးရာအရာရှိချုပ်အန်ဒရီယာမတ်ကဥဆောင်တက်ရောက်မှာပါ။ဝန်ကြီးတို့ဘီယိုဟာဆော်ရီအင်ရှီမင်းတာမိုဟာမက်ဘင်ဆာလမန်နဲ့တွေ့ဆုံပြီးဒေသအတွင်းသူနေတဲ့အကျိုးစီးပွားတွေပုံပြပူးတဲ့အကောင့်ထဲပေါ်ပေါ်နေအမေရိကန်ဆော်ဒီအာရေဗျဆက်ဆံရေးသုံးမြေဖို့ဆွေးနွေးသွားမှာဖြစ်တယ်လို့အမေရိကန်နိုင်ငံသားရဲ့ဌာနပြောခွင့်ရကပြောဆိုထားပါတယ်။ မနေ့ပြန်အင်ကန်နီချင်းဖက်မဲ့ဆွေနေပွဲဟာညဉ့်ညံ့ရေးသဘောတူညီချက်အတွက်မူပေါင်းတွေချမှတ်ဖို့နဲ့အပြစ်ခံရစေးရေးအစာပြုလုံးဆောင်နိုင်ဖို့ရည်ရွယ်တဲ့ဆွေနေပွဲဖြစ်တယ်လို့လည်းအမေရိကန်အရာရှိတွေကပြောထားပါတယ်။ယူကရိန်းတာမရဆီလမ်စကီကိုတိုင်းလည်းဒီနေ့တနင်္လာနေ့ဆော်ဒီအော်ရေဗျနိုင်ငံကိုလာရောက်ပြီးဆော်ဒီအင်ရှိမင်းသားမိုဟာမက်ဘင်ဆာလမန်နဲ့တွေ့ဆုံမှုရှိပါတယ်။မနေ့ပြန်ချင်းဖက်မဲ့ဆွေနေပွဲကိုတော့တမရဆီလမ်စကီတက်ရောက်ဖို့မတိကြသေးပါဘူး။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။